အလုံးမင်းမင်္ဂလာပါအခုချိန်ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 64ဖြစ်ပါတယ် which are the following is an appropriate example of utilizing business intelligence bi နဲ့ business intelligence ကိုနော်အသုံးချတဲ့တင့်တော်တဲ့ဥပမာကိုပေးထားပါတယ် နံပါတ် A ကကြတော့ analyzing a large volume of data stored on a business system to evaluate business performance and develop a business strategy တဲ့အဲ့တော့စီးပွားရေးလုပ်ငန်းနေမှာเนาะစီးပွားရေးလုပ်ငန်းနေရနေပြီးတော့မှ data တွေကို large volume of data data တွေကိုမှเนาะစုစည်းထားတယ်အဲ့ဒီစုစည်းထားတဲ့ data တွေကိုမှ analyzing လုပ်မယ် analyzing လုပ်မယ် question စိတ်ဖြာမယ်ပြီးတဲ့အခါကျရင် to evaluate business performance เนาะဒီစီးပွားရေးလုပ်ငန်းရဲ့လှုပ်ဆောင်ချက်တွေကိုပေါ့เนาะလှုပ်ဆောင်ချက်တွေကိုဘာလုပ်မလဲဆိုတော့ evaluate လုပ်မယ်เนาะပြီးရခါကျရင် develop a business strategy စီးပွားရေးမှာသုံးနေတဲ့နည်းလမ်းတွေကို develop လုပ်မယ် develop လုပ်မယ်အဲ့လိုမျိုးလုပ်တဲ့ဥစ္စာဒီဒီ business intelligence ရဲ့ အသုံးချတဲ့ဥပမာဖြစ်တယ်လားဆိုပြီးတော့မိထားတယ်ပေါ့နော်နံပါတ် V ကကြတော့ Computerizing daily routine work such as decision requests to ensure that such procedures are carried out without fear and to enable their swift completion ဒီကိုနေ့စဉ်လုပ်နေတဲ့အလုပ်တွေပေါ့နော်။ဘာလဲဆိုလို့ရှိရင်ကွန်ပျူတာနဲ့လုပ်တယ်။အဲနေ့စဉ်လုပ်နေတဲ့အလုပ်တွေဆိုတာကအဲ such as ဆိုပြီးတော့ပြောထားတယ် decision requests ဆုံးဖြတ်ချက်တွေတောင်းခံတာတွေ to ensure such procedures are carried out အဲ့လိုမျိုး procedure တွေပေါ့နော်။နောက်နေ့စဉ်လုံဆောင်နေတဲ့ procedure တွေကနီးလန်းတွေက without fail မကြချုံးမဲနဲ့နော်ကောက်ကောက်မွန်မွန်လုံးလုံးနိုင်လားဆိုတဲ့အဥစားမျိုး to enable their swift completion သူတို့ရောပြပြပြင်းပြမြောက်ပြီးပြီလားဆိုတဲ့ပုံစံမျိုးတွေကိုကိုယ့်ရဲ့နေ့စဉ်အလုပ်တွေကိုမလုပ်ပါလဲဆိုလို့ရှိရင် computerizing လောက်ပဲ computer နဲ့လုပ်မယ်။နံပါတ်၄ကကြတော့ enabling employee to use ကွန်ပျူတာရိုင်းလာနင်းမတီးရီယယ်ဖိုင်ယာအန်နဝါအမန်နေဂျင်းဒဲယာလန်နင်းအန်ပေါ်ဖော်မန့်စ်ကိုယ့်ရဲ့ဝန်ထမ်းတွေကိုမှကွန်ပျူတာရိုင်းလန်နင်းမတီးရီယယ်ကိုတောင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ internet ပေါ်ကနေမှတဆင့်เนาะသူတို့เนาะလန်နင်းလုပ်မယ်လေ့လာမယ်လေ့လာတဲ့ဥစ္စာတွေကိုမှပြန်ပြီးသူတို့ရဲ့เนาะဒီလေ့လာမှုတွေဒါမှမဟုတ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုပြန်ပြီးတော့ manage လုပ်တဲ့အချိန်မျိုးမှာတော့မှာတဲ့ဟုတ်လားတဲ့ BI ဆိုတာကအဲ့ BI ရဲ့အတော့ချပေါ့ ။နံပါတ်ဒီကကြတော့ update ni publication such as the annual report issue by computer ပြိုင်ဘက်ကုမ္ပဏီတွေကနေပြီးတော့မှထုတ်လုပ်လိုက်တဲ့နှစ်နှစ်စဉ်ပေါ့နော်နှစ်စဉ်တင်ပြချက်တွေပေါ့နော် report တွေကိုရှားယူမယ်ယူပြီးွားတဲ့ခါကျရင် to understand their business strategy and financial situation သူတို့ရဲ့သူတို့ရဲ့ပေါ့နော်ဒီပြိုင်ဘက်ကုမ္ပဏီရဲ့နော်ပြိုင်ဘက်တွေရဲ့ သူတို့ရဲ့ financial situation ငွေကြေးပိုင်းဆိုင်ရာအခြေအနေတွေတမောင်းတော့သူတို့ရဲ့ဒီလုပ်ငန်းတွေမှာလုပ်နေတဲ့နည်းနံနေသိရတယ်ကိုမှနားလဲအောင်လို့လုပ်တာမျိုးလားအဲ့ business intelligence ဆိုရဲ့အတုံးချရတဲ့သုံးပုံသုံးနည်းရအဲ့ business intelligence ဆိုတာကဘာလို့တာလဲဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေမှာရှိနေတဲ့ data တွေကိုဘာလို့မှလဲဆိုရင်စူးစီးမယ်နော်စုထားမယ်သိမယ်ပြီးလို့ရှိရင် analysis လုပ်မယ်လုပ်ပြီးသွားတဲ့အချိန်မှာအဲ့လိုလုပ်ပြီးတော့မှသူတို့အတော့ဝင်တဲ့ အချက်အလက်တွေကိုထုတ်ထုတ်ထားတဲ့ထုတ်ယူလိုက်တဲ့ဤပညာဖြစ်တယ်။အဲဒါကြောင့်မလို့ဒီအခုရှင်းပြသွားတဲ့ BI ရဲ့လှုပ်ဆောင်ချက်နဲ့เนาะညီညာတဲ့တူညီတဲ့ BI BI ကိုအသုံးချမဲ့ XML ကတော့နံပါတ် A ဖြစ်ပါတယ်။ Analyzing a large volume of data data တွေရဲ့ data တွေ store on a business system ဒီစီးပွားရေးမှာသုံးနေတဲ့ system တွေကနေပြီးတော့မှ system တွေမှာတင်ထားတဲ့ data တွေရှိရဲ့ အဲ့ဒီ data တွေအများကြီးကိုဘာလုပ်မလဲဆိုတော့ analyzing လုပ်မယ်เนาะခွဲခြားစိတ်ဖြာမယ်ခွဲခြားစိတ်ဖြာပြီးတော့မှပြီးလို့ရှိရင် to evaluate business performance ဒီပိုင်းလုပ်ငန်းတွေရဲ့လုံဆောင်မှုတွေကို performance လုံဆောင်ရေးစွမ်းလုံဆောင်နိုင်စွမ်းတွေကိုမှ evaluate လုပ်မယ် evaluate လုပ်ပြီးတော့မှ develop a business strategy စီးပွားရေးရဲ့နည်းလမ်းတွေကိုမှဘာလုပ်မှလဲဆိုတော့ develop ပြန်လုပ်မယ် total အောင်လုပ်မယ်တဲ့ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်